ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်နေချင်းနုနုလေးတွေကစိတ်တပူတာရွာလေးပေါ်မှာဖြာကျနေတဲ့နေလေးတစ်နေမှာပေါ့ကွယ်အငတ်ပေးနဲ့ရင်ဆိုင်နေရတဲ့မောင်မြင့်ကသူ့မိကိုဒီလိုပြောလိုက်ပါတဲ့ မေတာဘိုက်စာလိုက်ကြညကျန်တာလေးရှိရင်ပေးပါလားတားလေးရေတားအတွက်ခြာပါတီတစ်ချက်ချန်ထားတယ်အခုပဲသွားယူလာခဲ့မယ်ဒီလိုပြောပြီးယူရကအိုးဖုံးကိုဖွင့်လိုက်တာနဲ့ခြာပါတီပေါ်မှာပူးမွားတွေတွေ့ကက်နေတာကိုတွေ့လိုက်ရပါတဲ့ကွယ်အိုးဒုက္ခပါပဲဒီပိုးကောင်တွေကဘယ်ကနေရောက်လာလဲသမီးဒီပါမုံယူပြီးတော့အပြင်မှာပြစ်လိုက်စမ်းခင်းရလဲစားမကောင်းဒီကျိန်စာဘလောက်ကြာကြာခန်းစားရအောင်လဲမသိဘူးငါတို့ရွာအစားတောက်အတွက်တခြားသူတွေအပေါ်မှာမိခိုးနေရတယ် မြေပြစ်သူပိုင်းစာလွန်းလို့လူးလိမ်နေတာမြင်တော့တော်မြက်လိမ်မျက်လုံးတဲကနေဝန်းနေမျက်ရည်တွေစီးကျလာတော့တာပေါ့ကွယ်အမလီဒီရမုံနာမြစ်ပေးမှာကံကောင်းနေသူများရှိရင်အိမ်မှာစားစရာများရှိရင် ပေးကြပါဦးကျုပ်တို့လည်းစားစရာကိုမရှိတော့ပါဘူးဒီချိန်မှာမာယာကမျက်နှာကိုပဝါနဲ့အုပ်ပြီးရောက်လာခဲ့ပါတယ်ရောက်ကမအိမ်မှာစားစရာဆန်တစ်စိမ့်မှမရှိဘူးကျမတို့သွားတော့မယ် ဒီလိုနဲ့ပူပြင်းတဲ့နေဘူးတန်အောင်မှာဂျော်နီကဆင်းရဲတဲ့ရောက်ခမနဲ့ထွေးမာတို့ကကလေးတွေနဲ့အတူအုပ်စုဖွဲ့ပြီးထွက်သွားကြပါတည်းကျမတို့ရွာမှာမိဖို့ကြောင့်လေးသာရှင်တလောက်ပူတဲ့နေဘူးတန်အစားတောက်ရှာဖို့မိုင်ပေါင်းများစွာလမ်းလျှောက်နေစရာမလိုဘူးဒီအပြစ်မရှိတဲ့ဘိုက်ကလည်းမစားချင်တဲ့ချိန်ကုန်မရှိဘူးဒီလိုမျိုးကြည်ကွင်းစွာပြောရင်ကိုဝင်ဆောင်ထွေးမာလေးကစတင်ငူကြီးတော်တာပုံဒီခါမှာဒေါ်အီးကျန်းကသူ့ကိုနှစ်သိမ့်ပေးလိုက်ပါတယ် သမီးလေးရဲ့ခံစားချက်ကိုအန်တီတို့နားလဲပါတယ်။သမီးကကိုယ်ဝန်ရှိတာဆိုတော့ဗိုက်စာမှာပေါ့။ဒါပေမဲ့ကြည့်ပါအောင်တနေ့ကျရင်ဖျားသခင်ကငါတို့ဆင်းရဲတဲ့ရောက်ခမတွေနဲ့ချွေးမတွေကိုတေချာပေါက်ကူညီမှာပါ။ငါတို့ရွာချင်းဆောင်ဖယ်ရှားပေးမှာပါ။အဲ့ဒီအခါလူတိုင်းရဲ့အိမ်မှာမိဘုပ်ကြောင့်ရှိလာပြီးငါတို့ဟင်းမျိုးစုံချက်ပြုတ်စားရလိမ့်မယ်။ဒီလိုမျိုးတို့ရဲ့ဝမ်းနည်းမှုတွေကိုတယောက်နဲ့တယောက်မျှဝေရင်းရောက်ခမတွေနဲ့ချွေးမတွေအားလုံးစုဝေးရာနေရာကိုရောက်လာကြပါတည်း။ အဲ့ဒီမှာထမင်းချက်နှစ်ယောက်ကသူတို့အားလုံးအတွက်အစားတောက်တွေကိုချက်ပြုတ်ပြီးနေတော့တာပေါ့။လာကြပါ အားလုံးကိုပကံတွေကိုယူကြပါ။ယောက်ျားမတွေချွေးမတွေနဲ့ကလေးတွေအားလုံးတယောက်ပြီးတယောက်ထမင်းပကံတွေကိုယူကြပါတည်း။ဒီခါမှာမူမူလေးကမျက်ရည်တွေဝင်းရင်။ဦးလေးသမီးပကံနဲ့ချာပါတီတစ်ချက်ထက်ထက်ပေးပါအောင်။နှစ်ချက်ထဲနဲ့ဘိုင်းမပြည့်ဘူး။အဲ့လိုပြောလိုက်တာနဲ့ထမင်းချက်ကခလီမာလေးကိုတားတက်သမားလိုကြမ်းကြမ်းတန်းတန်းပြောဆိုပါတော့တဲ့ ဲကောင်မလေးတခုမပြောနဲ့တစားတော့မပေးနိုင်ဘူးတောစမ်းငါတို့ကနင်တို့ယွာကစင်းရဲသားတွေကိုကျွေးနေတော့ကိုပဲကျေးဇူးတင်စမ်းပါငါသာနင်တို့တွေကိုလှည့်မကြည့်ပဲဒီတိုင်းထားခဲ့ရင်နင်တို့အကုန်လုံးငတ်ပြီးတေကုန်နိုင်မယ်ဒီလိုကျန်းတန်းတဲ့ဇကားတွေကိုကြမ်းရပြီးနောက်လူတိုင်းကဝန်းနေပြီးအစားအသောက်တွေနဲ့အတူယွာကိုပြန်လာခဲ့ကြတာပေါ့ကွယ်ဒါပေမဲ့ဘာလို့ဒီလောက်ကြီးတဲ့ရွာမှာဘသူခြံဝင်းတိမ်းမှမိဖို့ကြောင့်မရှိတာလဲ။ရွာသားတွေဟာကျိန်းစာတစ်ခုခုနဲ့ရုန်းကန်နေရတာလား။ ဒီချင်းဆောင်ကိုဘသူကအဆုံးသက်ပြီးမလဲဆိုတာကတော့ကျွန်တော်တို့ဆက်ပြီးကြည့်လိုက်ကြရအောင်ပါ။ရန်နေငယ်ကြာမှာတော့အခုချိန်နေမယုံနိုင်သေးဘူး။ကိုရဲ့ကျမရွာထဲကိုရောက်နေပြီ။လက်ဆက်တက်လေးပွင့်လင်းနဲ့ပတ်ဝန်းကျင် လေကွင်းတွေကိုတောင်တွေအားလုံးအရင်လှတယ်။ဒီလိုပြောနေတော့မှပဲနွားလေးကလမ်းမကောင်းလို့သွားလို့မရပဲပြင်ပြီးသွားခဲ့ပါတယ်။နေကလေးခဏအကြာမှာပဲဝင်သွားတော့တာပေါ့ကွယ်။ အတော်ကြာတဲ့အထိယတနာကလူတိုင်းရဲ့ခြံဝင်းတိမ်းမှာမှောင်မိုက်နေတာကိုပဲတွေ့ရပါတည်းကျွမ်းချွေးမတွေကဒီချိန်မှာအစားတောက်ချက်ပြုတ်ကြပေမဲ့အခုတော့ဘသူခြံဝင်းထဲမှာမှမီးဖို့ဖို့ထားတာမတွေ့ရပါလားသူတို့မြင်မြန်ချက်ပြီးမီးဖို့ငိမ့်လိုက်တာလည်းဖြစ်နိုင်တာပဲအလိုပြောရင်းနဲ့ယတနာကခဏအကြာမှာသူ့ရောက်ခမရင်ကိုရောက်လာခဲ့ပါတယ်မင်္ဂလာပါပြီမင်္ဂလာပါမီနေကောင်းရဲ့လားအသက်ရှိပါစေတာ ောင်းနှစ်ပေါင်းများစွာကြာမှတွေ့ရတော့အမေတို့ဝမ်းနေပြီးငိုချင်လာတယ်။အမေဒီယရနာကအမေချွေးမငေးဆုံးမှာ။ဒါအမေသမီးချွေးမလေးကအရင်လာတာပဲ။လာသားတို့နောက်ထန်ကြ။ယူရသမီးချွေးမကြီးလာပါဦး။ဟုတ်ကဲ့အမေ။ယူရစားစရာရှိမရှိကြည့်ပြီးတော့အစဉ်ပြေသူတို့နောက်ကိုပေးလိုက်ပါအောင်။အမေသမီးတို့ကိုယ်တိုင်တောင်တနေ့တနေ့စားပြီးအသက်ရှင်နေရပါ။အေးကွယ်ဘာပဲဖြစ်ဖြစ်အုံမီဖို့ဖို့ပြီးသူတို့နောက်အတွက်တခုခုလှုပ်ပေးပါအောင်။ ပိုက်ဆိုင်အိတ်လို့မရအောင်လေအမေကျမတို့ရွာမှာဖြစ်နေတဲ့ကျင်းစာကြောင့်မီးမွေးလို့မရအောင်လေမဟုတ်ရင်အိမ်မှာတစ်ခုခုချိုးယွင်းသွားလိမ့်မယ်ဒီလိုပြောပြီးရွရကသူတို့နှစ်ယောက်ကိုရေးသားခတ်လာပေးခဲ့ပါတယ်ယရနာကတော့ဒီလိုသာ တွေးမိခဲ့ပါတည်းအိုးဖီးယားသခင်ခရီးအဝေးကြီးလာခဲ့ရလို့ပိုက်ဆာနေပြီတောင်ရောင်းမှငောက်စားဖို့တော့မမေ့ဘူးထမင်းကုံသွားတာလည်းဖြစ်နိုင်ပါတယ်လေဒီလိုနဲ့တနောင်းစီယာချွေးမကပိုက်စာလျှက်နေပဲအိယာဝင်ပြီး နောက်နေ့ကျတော့လှုပ်လှုပ်ဖို့အတွက်နိုးလာခဲ့ပါတယ်။အမရင်အိမ်နဲ့ခြံဝင်းကိုအင်္ဂရိနဲ့မောမှန်ပြီးပြီးမိဖို့ကြောင့်ပြပေးပါအောင်မိဖို့ဝင်မလို့လေညီမလေးရတနာတကယ်တော့မိဖို့ကဒီမှာမရှိဘူး။အမလေးချွေးမကြီးတမီးဒီမှာရှိနေလားဟိုမှာတမီးကိုရှာနေတယ်။အမေအားလုံးအတွက်ဘာပြင်ရမလဲအချိုးပွဲလားဒါမှမဟုတ်ပူရီနဲ့အာလုံးအပြည့်နဲ့လားတမီးရေအမေတို့ကပူရီနဲ့အာလုံးဟင်းစားခြင်းပဲမိဖို့ကြောင့်မရှိပဲဘယ်လိုချက်ရမလဲ။ အမေတို့ရွာကျိန်စာတက်နေတာဘသူအိမ်မားမှမိဖို့မဖို့ရအောင်ဘသူအိမ်မားမှလည်းမိဖို့ကြောင့်မရှိဘူးမိဖို့ကြောင့်မရှိတဲ့ရွာကိုကျိန်စာတက်နေတယ်ဆိုတာကိုကြားရတော့ယတနာလိန်အံ့အားတင်သွားတော့တာပေါ့အဲ့နောက်မှာအင်းနီနာချင်းဒေါ်ရွတ်နုတို့အိမ်မားတို့အဖွာသမီးဘိုက်စာလို့ပိုက်ထဲမှာနာနေပြီသမင်းကျွေးပါအောင်နော်သမီးလေးရေခဏနေသမီးဝေမဲ့ချင်းရောက်ပြီဆိုတော့အဖွာတို့သွားကြမယ်နော် အဲ့လိုပြောတော့မုံမုံလေးလေးပိုက်စားပြီးမဆောင်ကျင်တော့တာကြောင့်နှကန်းစုပါတော့တယ်။သမီးကတော့မသွားကျင်ဘူး။အဖွားတို့သွားပြီးသမီးယူခဲ့နော်။သမီးချစ်တော်တွေမှလည်းအကြီးကြီးပူတွေပေါက်လာပြီးပြီးတော့ပိုက်စားလွန်းလို့သမီးမခံနိုင်တော့။ဒီလိုပြောနေရင်လည်းပဲတနောင်စီကကလေးမလေးဟာပိုက်စားလွန်းလို့မူလေးပြီးတတိလည်သွားခဲ့ပါတယ်။မုံ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 သမီးလေးညလုံးဖွဲ့မအောင်ကွယ်။ဖီးယားသခင်ဒီလိုအဖြစ်မျိုးဘသူစီမအောင်မဖြစ်ပါစေနဲ့။ငါသမီးလေးကငါမျက်စိရှိမှ အစားအသောက်တွေတောင်းတနေတော့ငါထမင်းတလောက်တောင်မကျွေးနိုင်ဘူး။ရွာလေးကဒီလိုဝန်းနေစရာမြင်ကွင်းကိုတွေ့ရတော့ယတနာရင်ထဲမှာဝန်းနေမှုတွေလည်းပြင်းထန်လာတော့တာပေါ့။မိဖို့ကြောင့်မရှိတဲ့ရွာမှာလူတိုင်းကတနေ့ကိုတနေ့ပိစားရပြီးအသက်ရှင်နေကြရတော့တာပေါ့။အိုးဖီးယားသခင်ငါတဝက်စားပြီးဒီပဲဟင်းလေးကိုနည်းနည်းချန်ထားတာဒါကလည်းတိုးသွားပြီးအိမ်မှာအစားအသောက်ကိုပြန်ရွေးဖို့မိဖို့ကြောင့်တော့မရှိဘူး။ငါပိုက်ထရကလေးလေးကလည်းဘိုက်ပြည့်အောင်တော့မစားနိုင်ရှာဘူး။အမ ဒီတနာစရာကလေးမလေးရဲ့အခြေအနေကိုမြင်ရတော့လေကျမအရင်စိတ်မကောင်းဒီရွာမှာဖြစ်နေတာဘလို့ကြိမ်စာမျိုးလဲဘာလို့မီးဖို့ဖို့လို့မရတာလဲရတနာဒီကြိမ်စာမျိုးဆက်ပေါင်းများစွာကြောင့်ဖြစ်နေတာရွာတရွာလုံးကျွေးမွေးခဲ့တဲ့ဦးလေးတယောက်ပဲဒီเจ้าကိုကောင်းကောင်းသိတယ်ဒီလိုနဲ့ရတနာကအသက်90ကျော်အဖိုးစီကိုအကြောင်းဆုံးသိရဖို့အတွက်ရောက်လာခဲ့ပါတည်းသူ့မုတ်စိတ်တွေကရှည်လျားနေပြီးနှစ်ဖူးကရေးကြောင်တွေကလည်းသူ့မှာအတွေ့အကြုံတွေအများကြီးရှိတဲ့ပုံပေါက်နေတာပေါ့ ဘဘကျမတို့ရွာမှာဘာလို့မီးဖို့ကြောင့်မရှိရတာလဲဘာလို့လေကွင်းတွေမှာစပါးတစ်စိမ့်မှမရှိရလဲယင်ဘာလို့မြေတွေအလုံးအမြုံနေရလဲဘာလို့တီလို့ဖြစ်နေရလဲဘဘอืมငါရွာတရွာလုံးကငါအဖေရဲ့အပြစ်အတွက်အပြစ်ဒဏ်ခံနေရတာတချိန်တုန်းကဒီရွာကမြေတွေဟာစပါးတွေအများကြီးထွက်ခဲ့တယ်မနဲ့စိုးစိုးကလေးကလူတိုင်းရဲ့အိမ်မှာမီးဖို့ဖိုးပြီးထမင်းဟင်ချက်ခဲ့ကြတယ်ဦးနိုင်ရဲ့ဇနီးဒေါ်မူကအစားအသောက်ပြင်ဆင်ပြီး သူ့ကိုကြွေးဖို့လုပ်နေပါတဲ့။မမူငါထောပတ်နဲ့ကြိုထားတဲ့ပူရီဟင်းကိုကြိုင်မှန်မင်းသိတာပဲ။မင်းကဘာလို့ဒါနဲ့လှူထားရတာလဲ။အမလီရှင်းရရှာအရသာပြတ်သွားပုံရတယ်။ဒီမှာကျမရှင်းကိုတန့်စင်နဲ့ထောပတ်နဲ့လှူထားတဲ့ပူရီပေးနေတာတိတ်တိတ်နေပြီစား။ဒီလိုပဲရွာတွေကယောက်ျားတွေအားလုံးထိုင်စားနေကြပြီးသူတို့ရဲ့ဇနီးတွေကမိဖို့ကြောင့်နှင်းမှာစားတာပူပူနွဲ့နွဲ့လေးတွေချက်ပြုတ်ကျွေးမွေးနေရတာပေါ့။ ဒီချိန်မှာပိုက်စားနေတဲ့တောင်းစားတဲ့အမျိုးသမီးတယောက်ကတကားဝါမှာလာရက်နေပါတည်း။ "Oh, တန့်စင်နဲ့ထောပဲ့ပူရီနတ်လေးကဘလောက်ကောင်းလိုက်လဲ။ဒါတို့ရဲ့ဒီစင်းရတဲ့သူမကိုပူရီတစ်ချက်နှစ်ချက်လောက်ကျွေးပါအောင်။ဒါဆိုရင်တော့ပိုက်ပြေသွားလိမ့်မယ်။နှစ်ရက်လုံးလုံးဘာမှမစားရသေးဘူး။တောင်းစားတဲ့အမျိုးသမီးရဲ့ညစ်ပတ်နေတဲ့ခန္ဓာကိုယ်ကိုမြင်တော့လင်မယားနှစ်ယောက်လုံးလည်းနှာခေါင်းရှုံကြလိုတာပေါ့ဒီတောင်းစားအမျိုးသမီးစီကဘလောက်အနှံ့ဆိုးထွက်နေလဲကြည့်ပါဦး ဒီမမေတခြားသူတကားကိုတွားခောက်ပါကျွန်တော်မိမအမေအတွက်ဟင်တအုံလုံးပြင်ပေးနေတာမဟုတ်ဘူးဒီလိုမျိုးသူတို့အိမ်မှာအစားအသောက်လုံလုံလောက်လောက်ရှိပေမဲ့လည်းသူကတနာညာတာချင်းမရှိပဲစူပူချင်းပေါင်းကမောင်းထုတ်ပစ်လိုက်သွားတယ်ကျင်းနဲ့ရောသူရောသားတွေလည်းဒီလိုပဲလုကြတာပေါ့ဒါပေမဲ့တောင်းစားတဲ့အမျိုးသမီးဟာချက်ချင်းပဲနတ်သမီးအတွင်ပြောင်းသွားခဲ့ပါတည်းငါတီရွာသားတွေရဲ့စပကြီးတွေကိုအမြဲပြည့်အောင်ထားပေးခဲ့တယ်ဒါတော့မင်းတို့ကပိုက်ဆံနေတဲ့သူတယောက်ကိုဘာမှမကြွေးဘူး ဒါကြောင့်မင်းတို့ပေးထားတာတွေပြန်ယူသွားမယ်။ဒီနေ့ကစပြီးတီရွာမှာဘသူခြံဝင်းထဲမှာမိဖို့ကြောင့်ရှိတော့မှာမဟုတ်ဘူး။မင်းတို့ချွေးထွက်ပေးမယ်။ညီကပါအသီးနံမှပေးတော့မှာမဟုတ်ဘူး။မင်းနဲ့မင်းရဲ့ကလေးတွေလည်းဒီလိုပဲ။တောင်းရန်စားတော့ပြီးပိုက်မပြည့်တပြည့်လေးပဲစားရလိမ့်မယ်။ဒါငါ့ရဲ့ကျိန်စာပဲ။မင်းတို့အားလုံးကကိုကျိုးရှာသမားတွေဖြစ်လို့ပဲ။ဒီလိုပြောပြီးနတ်သမီးကပြောက်ွယ်သွားခဲ့ပါတည်း။ ဒါကြောင့်မေတရာလုံးရဲ့မိဖို့ကြောင့်စပားတွေနဲ့အာလုံးလေးပြက်ွယ်သွားခဲ့ပါတယ်။မကြခင်မှာပဲလူတိုင်းရဲ့လေကွင်းတွေတဲကစိမ့်လန်းစုပြင်းမှုတွေစပားဂျုံတွေအာလုံး၆တွေ့သွားပြီးမြုံသွားတော့တာပေါ့ကွယ်။မိဖို့ကြောင့်မှမိဖို့ဖို့ဖို့ကြိုးစားခဲ့တဲ့သူတိုင်းလေးမိတောက်မလာပဲချက်ချင်းပြားကျသွားခဲ့ပါတယ်။ဒါပေမဲ့ဦးလေးကျမတို့ရွာသားတွေကိုလွတ်မြောက်စေမဲ့ဒီကြိမ်စာရက်တစ်ခုခုတော့ရှိရမယ်။တမီးဒီရွာတရွာလုံးကကိုကျိုးရှာပြီးကိုเจ้าမေစဉ်းစားကြတာ။ ဒါကြောင့်ဂျင်းစာက ဖေရှားခံရမှာမဟုတ်ဘူး။ဘိုးကြီးကပြောတာကိုနားထောင်ပြီးယတနာလေးနီလန်းတစ်ခုရလာခဲ့ပါတည်းဒါဆိုရွာထဲကလူတိုင်းကိုကျိုးရှာတဲ့စိတ်ကိုဆွန့်လွတ်ပြီးတော့ပိုက်ဆာနေတဲ့သူတွေအစားစာပေးရင်တော့ဂျင်းစာဖေရှားနိုင်တော့တယ်။အခုတော့ရွာသားတိုင်းယတနာနဲ့အတူပေါင်းဝင်ကြပါတည်း။စပါးနေငယ်ရှိတဲ့သူတိုင်းကစပါးရီယူလာပြီးအစားအသောက်ချက်ပြုတ်ကပိုက်ဆာနေတဲ့သူတွေကိုကျွေးမွေးကြပါတည်း။ ဒါကြောင့်နတ်သမီးရဲ့ဒေါသတွေလည်းရွာကနေကင်းဝေးသွားတာပေါ့ကွယ်။မင်းတို့အားလုံးကမင်းတို့ရဲ့အပြစ်တွေကိုနောင်တရပြီးစိတ်တွေကိုတန့်ဆင်လိုက်ကြပြီ။ဒါကြောင့်တီရွာငါကောင်းချီးပေးတယ်။တီရွာမှာအရင်လိုပဲလူတိုင်းရဲ့ခြံဝင်းထဲမှာမိဖို့ကြောင့်ရှိလာပြီးမိသားစုတိုင်းပူရီကိုပိုက်ပြအောင်စားပြီးဂျင်းနဲ့ကြလိုက်မယ်။နတ်သမီးရဲ့ကောင်းချီးပေးမှုနဲ့အတူရွာရဲ့ခြံဝင်းတိုင်းမှာမိဖို့ကြောင့်ဒီပြန်ရောက်လာပြီးမျိုးဆက်တဆက်နေပါခံစားခဲ့ရတဲ့နောက်လူတိုင်းရဲ့ခြံဝင်းထဲမှာမိဖို့ရီလင်းပြန်လေလောင်ကျွမ်းလာပါတော့တဲ့။ အိမ်ဒီကစားပြီးလူတိုင်းနဲ့အငက်ပေးမကြုံတွေ့ရတော့ဘဲဗတ်ပြည့်အောင်စားကြရပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်